Hello အားလုံးပဲမင်္ဂလာပါ LP of Hope ကပြန်လဲရောက်ရှိလို့လာပါပြီအခုဆမ်မွဲတွေပြီးသွားလို့ဒီနေ့ပဲဆမ်မွဲတွေအကုန်ပြီးသွားရဲ့အဲ့အတွက်ကြောင့်အာဒီနေ့ reading လေးတစ်ခုလုပ်ပေးချင်တာနဲ့အတိုးလေးပေါ့နော် reading အတိုးလေးတစ်ခုလုပ်ပေးပြရစီအာကို universe ကဘာပြောချင်လဲဆိုတဲ့ message ကိုလုပ်ပေးချင်တယ်ပေါ့နော်အဲ့အတွက်အဲ့ reading လေးလုပ်ပေးပါမယ်ပါနှစ်ခုပဲရှိပါတယ်ပါ1နဲ့ပါ2 ဘယ်ဘူးလေးပဲတဲရော့ဘူးလေးနဲ့အသုံးပြုပြီးတော့အလုပ်ပေးစီခြင်းလဲဆိုတာကိုရွေးလိုက်ကြအောင်နော်ပါဝမ်အတွက် the gender heart tarot ကို universe ကပါပြောခြင်းလဲဆိုတဲ့ message လေးနော်ပါတူအတွက် pastel journey yeah အဲ့တဲရော့ဒီတဲရော့နှစ်ဘူးတည်းကကြိုက်နှစ်သက်ရတဘူးကိုရွေးလိုက်ပါပါဝမ်ပါတူပြီးရင်ကို reading မှာပြန်ဆောင်ရမယ်နော် see you Hello ပါဝန်လေးတွေဒီ The Gender Hat Terror ကိုရေးထားတဲ့ပါဝန်လေးတွေအတွက်ကြည့်ပေးမှာဖြစ်ပါတယ်။ဆက်တည်းက shuffle လုပ်ပြီးသားမဟုတ်ဘူးเนาะအဲခုမှတခါရဲ shuffle လုပ်ပြီးတော့ရေးကြမယ်။ပါဝန်လေးတွေအတွက် universe ကဒီကတ်တွေကအရင်ကြီးရယ်လက်ထဲတော့မဆန်းအောင်ပါဝင်လေးကယူနီဗာစကပါပေးချင်တယ်ပို့အခုချိန်မှာယူနီဗာစကပါအတိပေးချင်လဲဆိုတာကိုကြည့်လိုက်ကြမယ်။ အဝန်လေးတွေကို universe ကအခုချိန်မှာဘာတိပေးခြင်းနေလဲ okay တကယ်ထွက်လာတယ်အာပါဝင်လေးတွေကို universe ကအခုချိန်မှာဘာတိပေးခြင်းနေလဲ okay နောက်ကလဲ messy ဖြစ်နေလားမသိဘူး sorry no ocd ရလူရဆိုတောင်းပန်ပါတယ် messy ဖြစ်နေတဲ့အတွက် โอเคဒီနှစ်ကတ်ရောက်လာပြီဒီ tag လေးနဲ့ပေါ့နော် confirmation ကြည့်ကြမယ် universe ကအခုချိန်မှာကိုယ်ပါပြောချင်တယ်လဲဆိုတာအတွက်တကယ်ထွက်လာပြီပါ universe ကအခုချိန်မှာကိုယ်ပါပြောချင်တယ်လဲ bar message ပေးချင်တယ်လဲ universe ကဟေး universe ကကိုယ့်အခုချိန်မှာ message ပေးချင်တယ်လဲတကယ်ထွက်လာပြီပါโอเค ဲတော့ဒီကလေးနဲ့ universe ကကိုယ်ကိုအခုချိန်မှာပြောချင်နေလဲဆိုတာကိုကြည့်လိုက်ကြမယ်ပထမကက liberating love တဲ့ I allow myself to receive all the fulfillment I'm willing to give. Oh, okay. အချက်နဲ့ပတ်သက်တာဆိုရပေမဲ့ဟိုအချက်ရေးကိုပြောတာမဟုတ်ဘူးပေါ့နော်။ဒါကိုကိုကိုချစ်တဲ့အချက်။ကိုကိုကိုပေးနိုင်စွမ်းရှိတဲ့မေတ္တာ။ကိုကိုကိုပေးနိုင်စွမ်းရှိတဲ့မေတ္တာတွေကိုရယူဖို့အသင့်ပဲပေါ့နော်။ရယူဖို့အသင့်ပဲ။ကိုအဲ့တော့ကြည့်ရတာဒါ self uh self love ပုံစံမျိုးလေးနဲ့တူတယ်เนาะ self love အခုချိန်မှာကိုက self love မလုပ်နိုင်ဘူးဖြစ်နေလားကိုကိုကိုဟိုမေတ္တာမပေးနိုင်ဘူးဖြစ်နေလားပေါ့เนาะအဲ့ဒါလေးကိုတေချာလေးပြန်သုံးသပ်ကြည့်ဖို့လိုပါလိမ့်မယ် okay ဒီဘက်ကကတ်လေးကိုကြည့်အောင် cultivating courage in any given moment i always know exactly what to do ကိုဘာလုပ်တယ်လဲဆိုတော့ကိုသိနေတယ်အာကိုမှာတတ်သိရှိဖို့လိုနေတာပေါ့เนาะ ကိုတတိမရှိပဲဖြစ်နေတဲ့အရာတွေရှိနေလားကိုတတိမရှိပဲမလုပ်ရဲပဲမလုပ်ဖြစ်တဲ့အရာတွေရှိနေလားဆိုတာကိုပြန်သုံးသပ်ဖို့လိုပါလိမ့်မယ်ဒီဒီဟာလေးကမန်ထရာလို့လို့ကောင်းတယ်နော်ကိုစိတ်ခွန်ကစိတ်ဓာတ်ကျနေတဲ့အချိန်ပဲဖြစ်စိတ်ခွန်ကနည်းနေတဲ့အချိန်ပဲဖြစ်ဖြစ်လေကိုဘာလို့ရမယ်ဆိုတာကိုတိတယ်ဆိုတာမျိုးကိုကကိုပြန်ပြန်ပြောပေးပါကိုဘာလို့ရမယ်ဆိုတာကိုတိတယ်ကိုလုံးရရှိတာကိုလုံနေတယ်အဲ့လိုမျိုးလေးပေါ့နော်ကဲတကယ် ကဲတော့ tarot card လေးတွေကိုကြည့်လိုက်ကြရအောင်တကယ် message လေးတွေကိုကြည့်လိုက်ကြရအောင် seven of crystal အိုးဒီဒီနှစ်ခုကတော်တော်ကြိုက်တယ်ဘယ်လိုကြိုက်လဲဆိုတော့ဒါကလည်း self love ကိုကိုယ့်ကိုအာအလောင်းမလို့ဖြစ်နေကိုယ့်ကို self love ပေးဖို့ခွင့်မပြုဘဲထားထားလို့ဖြစ်နေတာကိုရတဲ့ညတိုက်တာတွေကိုကိုယ့်ကိုရယူခွင့်မပေးဘဲထားထားလို့ဖြစ်နေအဲ့တော့ ကိုယ်ရာတင်ရလိုက်တဲ့ဟာတွေကိုကိုယ့်အကူရယူဖို့ကိုကိုတိုင်းတိုက်ယူရမယ်ဆိုတဲ့ message တာလေ7 of crystals ကလေအများနဲ့တယောက်တိုက်ရတာမျိုးအဲ့တော့ကိုရာတင်ရတိုက်တာတွေရဖို့အတွက်ရာတင်ရလိုက်တာတွေကိုအမြင့်ဆုံးအခြေအနေထိရောက်ဖို့အတွက်ကိုကိုတိုင်းတိုက်ခိုက်ပြီးယူရမယ်နော်ကိုကိုကိုပြောရရင်ဒါဘဝကြီးကဒီလိုပဲပေါ့နော်ဒီလိုပဲဆိုတာတကယ်တမ်းတော့လေကိုယ့်ကိုဘယ်သူတွေဘယ်လောက်ပဲချစ်တယ်ပြောကိုယ့်ဘက်မှာဘယ်သူတွေဘယ်လိုပဲရှိပေးတယ်ပြောပြောလေတကယ်တမ်းကလေ ဘဝမှာကိုယ့်ဘက်မှာကိုယ်ကလွယ်လို့ဘာမှမရှိဘူးအဲ့ဒါကိုလက်ခံထားလိုက်မယ်ဆိုလို့ရှိရင်ကိုယ့်ကိုယ်ကိုပို့ပြီးတော့ချစ်ပေးလာနိုင်လာနိုင်လိမ့်မယ်ကိုယ့်ကိုယ်ပို့ပြီးတော့မေတ္တာပေးလာနိုင်လိမ့်မယ်နော်ကိုယ့်ကိုယ်ပို့ပြီးတော့ချစ်ပေးဖို့ universe ကပြောနေတဲ့ပုံမှာရှိတယ်ကိုယ့်ကိုယ်ကိုအတွက်ကိုယ့်ကိုယ်ရက်တည်ဖို့ကိုယ့်အတွက်ကိုယ်ရက်တည်ဖို့ universe ကပြောနေတဲ့ပုံမှာရှိရနော်ဆက်ပြီးတော့ကြည့်ကြရအောင် power နေလေ strength โอ้ยဒီလိုမျိုးဆိုအရင်ကြိုက်တာပဲဒီလိုမျိုး လေအရင်ကိုက်ညီတာမျိုး strength ဆိုတာဒါ courage ပဲ basically terror ကိုလေ့လာတဲ့သူတိုင်းသိတယ် strength ဆိုတာ courage ပဲရဲစွမ်းတက်တည်ဒီမှာ cultivating courage wow i love this that's why i love reading terror so much um yeah အဲ့တော့ strength ကိုကိုကို ဒီမှာလဲကို့ဘက်ကိုကြည့်ပါကို့ကို့အတွက်ကိုပဲရှိတယ်ကို့အတွက်ကိုမမမယက်တည်ပါဆိုလို့ပဲဒီမှာလဲအဲ့လိုမျိုးယက်တည်နိုင်မှုအတွက်တတိရှိဖို့လိုတယ်အဲ့တော့လေဒီပါဝန်းလေးတွေရဲ့ general message ကလေတတိရှိပါကို့ကို့အတွက်ကိုယက်တည်နိုင်အောင်ကြိုးစားပါကို့ဘက်မှာကိုပဲရှိတယ်နောက်ဆုံးတော့လေအဲ့လိုမျိုး message မျိုးလေဘသူတွေကို့ဘက်မှာရှိတယ်ပြောပြောတစ်ချိန်ကြရင်အရာရမမြဲဘူးလေအဲ့တော့တစ်ချိန်ကြရင်သူတို့ကို့ဘက်မှာမရှိနိုင်တော့တဲ့အခါကြရင်ကိုကကို့ဘက်မှာဆက်ရှိနေဖို့လိုတယ် နော်အဲ့တော့ကိုဘာလုပ်ရမလဲဆိုတာကိုသိတယ်ရဲ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 နဲ့အရှိဆက်ပြီးလုပ်မယ်အာတင်ထားမယ်နော်အာဒီ message ကပဲအချိန်မှပို့ပြီးတော့အကျုံးဝင်မလဲဆိုတာခေါင်းထဲမှာပေါ်လာပါဘောနော်ကတိဖိုင်နဲ့ intuitive message လေးရတော့ဘယ်အချိန်မှပို့ပြီးအကျုံးဝင်မလဲဆိုတော့ခုနှစ်လပိုင်းရှိအိုး yeah မှာ7 8ဒီမှာခုနခုနှစ်လပိုင်းရှိလပိုင်းဆိုတာကဒီဘက်ကိုမကြည့်သေးပဲပြောလိုက်တာဒီမှာလည်း7 အဲ့တော့ဒီမှာကလည်း8ဆို9လပိုင်း10လပိုင်းလောက်မှာဒီ message ကကို့အတွက်ပို့ပြီးတော့အသုံးဝင်ပါလိမ့်မယ်ပို့ပြီးတော့အကျုံးဝင်ပါလိမ့်မယ်ဒါမှမဟုတ်အခုချိန်မှာကို့ကိုကိုမေတ္တာထားပေးထားတာတွေကို့ကိုကိုချစ်ထားတာတွေကို့ကိုကိုတာမိုးထားပြီးတော့ရဲရဲရင်လှုပ်ဆာလှုပ်ဆရာရှိရလှုပ်ထားတာတွေက9လပိုင်း10လပိုင်းကြာအကျိုးပေးပါလိမ့်မယ်နော်ပတ်ဝန်းကျင် message က very clear cut ပဲ very အရန်ကိုပြပြတတတိတိကျကျရှိပါတယ်နော်ကိုကိုကိုချစ်ပေးပါကိုလှုပ်ရှားရှိတာတွေကိုပြန်ဆန်းစစ်ပြီးတော့ကိုလှုပ်ရှားရှိတာတွေကိုရရဲဝုံဝုံရှေ့ဆက်သွားပြီးတော့လှုပ်ပါ ကိုဘက်မှာကိုပဲရှိတယ်နောက်ဆုံးတော့နော်အဲ့ဟာမမေ့ပါနဲ့ကိုအတွက်ကိုမြတ်တာထားပေးပါနော်ကိုဘက်ကိုမမကိုဘက်မှာကိုမမမမရက်တည်ပေးပါ Okay, ပါဝန်လေးတွေအတွက် universe ကပေးချင်တဲ့ message ကတော့ဒီလောက်ပါပဲ။အားလုံးဆက်ဆက်ရအောင်ပြေးကြမယ်လို့မျှော်လင့်ပါတယ်နော်။ See you bye. Hello, part 2. အာဒီ paste ဂျာနီလေးကိုရွေးထားတဲ့ဒီတဲရော့ဘူးလေးကိုရွေးထားတဲ့ပေါတူလေးတွေအတွက် Universe ကကိုယ်ဘာပြောချင်နေလဲ Universe ကကိုယ်ဘာ message ပေးချင်လဲဆိုတာနဲ့ပတ်သက်ပြီးတော့ကြည့်ပြီးမှဖြစ်ပါတယ်เนาะအရင်တော့အလိုမျိုး shuffle ထားမထားဘူးအဲ့တော့ဒီ on camera မှာ shuffle မှာပေါ့เนาะဒီတစ်ခေါက်တော့ Okay อุ้ยလည်းရချောထွက်သွားပြီ ရချောထွက်သွားတဲ့အချိန်မှာပါ message ရလဲဆိုတော့လေအခွင့်အရေးတွေကိုယ့်လက်ကနေလွတ်မသွားပါစေနဲ့ဆိုတဲ့ message ရှိပြရတယ်เนาะဒါရတဲ့နဲ့သူယူပါเนาะတင်တော်တဲ့သူယူပါ Okay ကြည့်ကြရအောင်ပါသူလေးတွေတော့ universe ကပါသူလေးတွေကိုပါပြောချင်နေလဲပါ message ပေးချင်နေလဲကလေးထွက်လာပေးပါ universe ကပါသူလေးတွေကိုအခုလိုချိန်မှာပါတိစီချင်နေလဲပါ message ပေးချင်နေလဲ โอเคတကယ်ထွက်လာပြီ universe ကပါတူလေးတွေအခုချိန်မှာပါ message ပေးခြင်းနေလဲတကယ်ထွက်လာပြီပါတတိယအရင်ကြီးနေတယ်လက်ထဲနေ universe ကပါတူလေးတွေအခုချိန်မှာပါ message ပေးခြင်းနေလဲတကယ်ထွက်လာပြီပါလက်ထပ်ထွက်လာပြီပါ universe ကပါတူလေးတွေပါ message ပေးခြင်းနေတယ် ြည့်နေတော့ကင်မရာမှာဆိုင်လာ။ Yeah, ဆိုင်နေ။ Okay, ဒီ tag လေးနဲ့ clarify message လေးပေါ့နော် clarify message လေးကြည့်ကြရအောင် confirmation message လေး universe ကအာသူလေးတို့ဘာလေးပြပေးချင်တယ်လဲလောလောဆယ်မှာဘာ message ပေးချင်တယ်လဲ universe ကဘာသူလေးတို့လောလောဆယ်မှာဘာ message ပေးချင်တယ်လဲ okay တခု ။ Lucas ကပေါ့ချူလေးတွေကိုပါ message ပေးခြင်း။ Okay နောက်ခု Yep ။ဟမ်။ thing လေးတခုတော့ထွက်လာမယ်ထင်တယ်။ Okay ကြည့်လိုက်ကြအောင်ပထမဆုံး။ Integrating the ego တဲ့။တူတူတူဆိုတာလေးတိုင်မှာမှတွေ့လိုက်တယ် everything is for me not against me oh okay yeah ဒီ mantra လေးကောင်းတယ် ပါဝန်တော့လည်းမကောင်းတဲ့ mentor လေးတခုရတယ်ဒီ mentor လေးလည်းတော်တော်ကောင်းတယ် everything is for me not against me everything that is happening is for me not against me အဲ့တော့ဖြစ်လာတဲ့မြတ်အကြောင်းတွေကကိုယ့်အတွက်ဖြစ်လာတာကိုယ့်ကိုတခုခုဖြစ်စေခြင်းလို့အဲ့လိုမကောင်းတာတခုဖြစ်စေခြင်းလို့ဆိုပြီးဖြစ်လာတာမဟုတ်ကိုယ့်အတွက်ကောင်းဖို့ဖြစ်လာတာလို့ယုံကြည်ထားပြပါနော်ဖြစ်လာတဲ့မြတ်တွေကဖြစ်လာတဲ့မြတ်လောကမှာကြုံတွေ့ရတဲ့မြတ်အခြေအနေတွေရရဟာ ကို့အတွက်ကောင်းမှုကို့အတွက်တိုးတက်ဖို့ဖြစ်လာတာလို့ယုံကြည်ထားပေးပါကို့ကိုတိုက်ခိုက်ဖို့ဖြစ်လာတာမျိုးကို့ကိုနိုင်ကြသွားအောင်လုပ်ဖို့ကို့ကိုအာတိုက်ခိုက်ဖို့ဖြစ်လာတာမဟုတ်ဘူးပေါ့နော်အဲ့ရလေးကိုယုံကြည်ထားပေးပါဒုတိယ message လေးကြည့်လိုက်ကြရအောင် sharing shame နဲ့ when i share my deepest pain i give myself permission to be အဲ့တော့ဟိုကိုယ့်ရဲ့အတိတ်ကအာဘယ်လိုပြောမလဲ အရင်မဲတွေပါတယ်ရှိလို့ရှင်အဲ့ဒါကိုမရှက်ပါနဲ့ဆိုတဲ့ပုံစံမျိုးပေါ့နော်ကိုယ့်ရဲ့အတွင်းကြဆုံးနားခြင်းမှုတွေခံစားရတဲ့ဟာတွေကိုကိုယုံကြည်ရတဲ့သူနဲ့ထုတ်ဖော်ဖွင့်ပြောလိုက်တဲ့အချိန်မှာပေါ့နော်အဲ့ဟို release ဖြစ်သွားတဲ့ခံစားချက်ပေါ့နော်အဲ့ကိုရှင်နဲ့ပေါ့သွားတဲ့ခံစားချက်ကိုခံစား권ပေးလိုက်ပါပေါ့အဲ့လိုမျိုး permission ပေးလိုက်ပါကိုကိုခွင့်ပြုလိုက်ပါအဲ့လိုရှင်နဲ့ပေါ့သွားအောင် ကိုယ့်ရင်ထဲမှာပဲအများကြီးတိမ်မထားနဲ့ပေါ့နော်ကိုပြောလို့ရတဲ့သူကိုဖွင့်ပြောလိုက် ပြောပြလိုက်နော်ကိုခံစားကိုကိုကိုခံစားခွင့်ပေးလိုက်ဒီဒဏ်ရာကြီးကိုဖုံးကွယ်ဖုံးပြထားတာမျိုးမလုပ်ဘဲနဲ့လေရှက်လို့အဲ့လိုမျိုးဖုံးကွယ်ဖုံးပြထားတာမျိုးမလုပ်ဘဲနဲ့ကိုခံစားစရာရှင်ခံစားလိုက်ခံစားခွင့်ပေးလိုက်ပြောစရာရှင်ပြောလိုက်နော်ရင်ဖွင့်စရာရှင်ရင်ဖွင့်လိုက်ဆိုတဲ့ message လေးပေါ့နော်အဲ့လိုမျိုးလေးတွေ့ရတယ်အဲ့တော့ဒီမှာဒီနှစ်ခုကိုပေါင်းကြည့်မယ်ဆိုရင်ဒီဖြစ်သမျှအကြောင်းတွေက ကိုကောင်းမှုပဲဖြစ်လာတာပြီးတော့ဒီနာကျင်မှုတွေကိုလည်းကိုက healing လုပ်ရမယ်အချိန်ရောက်ပြီအဲ့လိုမျိုးပုံစံမျိုးလေးတွေ့ရတယ်ပေါ့နော်သူများကိုဖွင့်ပြောလိုက်ရင်ဖွင့်လိုက်အဲရင်ဖွင့်လိုက်တဲ့အခါမှာကိုလိုအပ်တဲ့အကြံဉာဏ်တွေရလာကောင်းရလာနိုင်တယ်နော်ယုံကြည်ရတဲ့သူကိုပေါ့နော်ယုံကြည်ရတဲ့သူရင်ဖွင့်လိုက်โอเค terror message လေးကြီးလိုက်ကြရအောင် queen of pentacles queen of pentacles ဆိုတော့လေ 음 universe ကအခုချိန်မှာပါပြောရုတ်တရက်ပေါ့နော်ဒီနှစ်ခုနဲ့မဆိုင်တဲ့ဒီဒီ message နှစ်ခုနဲ့မဆိုင်တဲ့အာအာ message ကိုကောင်းလဲဝင်လာတယ်။ဘာလဲဆိုတော့ငွေကြေးရေလောက်ကန်ရေးရမှာပို့ပြီးတော့တိုးတက်ဖို့ရှိတယ်ဆိုတော့ message လေးပေါ့နော်။အဲ message လေးဝင်လာတယ်။တက်ဆိုင်တဲ့သူတွေယူပါနော်။ Okay ပြီးတော့ဒီမှာဒီမှာဆိုလဲ everything is for me not against me ဆိုတော့လေကို့အတွက်ကိုအာ ကို့အတွက်ကိုကောင်းတာတွေပဲတွေးပေး confidence ရှိရှိ search ရှေ့ search ရှောက်အဲ့လိုမျိုးပေါ့နော်အဲ့လို message မျိုးကို့အတွက်ကိုကောင်းတာတွေပဲတွေးပေး confidence ရှိရှိအာကို့ကိုယုံကြည်မှုရှိရှိရှေ့ search ရှောက်ကို့ကိုလူတွေကတိုက်ခိုက်နေတာမဟုတ်ဘူးเนาะကို့ကိုလူတွေကတိုက်ခိုက်နေတယ်ဆိုတဲ့စိတ်ကြီးမမထားနဲ့အာကို့ကိုကိုကောင်းမှုပဲအများရန်လှုပ်ဆောင်နေကို့ငွေကြီးရေးပဲလုံမလားဟိုလောက်ကန်ရေးရပဲဖြစ်မလားကို့တက်လန်းကိုပဲကိုကြည့်သူများတွေကကို့ကိုတိုက်ခိုက်နေတယ်လို့မတွေးမိနဲ့เนาะ ပြီးတော့ဖြစ်ပြသမျှအရာတွေကလည်းကိုကောင်းဖို့ကိုတိုးတက်ဖို့ဖြစ်လာတယ်လို့ပဲမှတ်ထားပြီးပါ Okay ဒုတိယ message လေးကြည့်လိုက်ရအောင် Two of Pentacles Two of Pentacles နဲ့ဘာတွေ့လဲဆိုတော့လေအာဒီမှာလေငွေကြေးတွေကောင်းလာဖို့ရှိတယ်အလောက်ကန်ရေးရတယ် တက်လန်းဖြစ်လာဖို့ရှိတယ်လို့တွေးထားရမှာပြီးတော့ဒီ two of pentacles နဲ့ကြတော့ဘာဆက်ဆက်ပြီးတွားပြီးတော့ message ရလဲဆိုတော့အဲ့လိုမျိုးရလာတဲ့ငွေတွေကိုကိုယ့်လက်ထဲမှာမြဲအောင်လို့ကိုကပဲကိုကချင့်ချိန်ပြီးသုံးဆွဲရမှာပေါ့နော်အဲ့လိုမျိုးတေးထကြပညာသားပါပါညံပါပါချင့်ချိန်မှာသုံးဆွဲပါ ရောက်လာတဲ့စီစဉ်ဥစ္စာတွေငွေကြေးဒနာတွေကိုအာဘယ်လိုပြောမလဲထိမ့်သိမ့်နိုင်ပါစေပေါ့နော်ထိမ့်သိမ့်နိုင်ပါစေအဲ့လိုမျိုး ဟိုချုပ်ကိုင်နိုင်မှာချုပ်ကိုင်နိုင်မဟုတ်အောင် manage လုပ်တယ်ပေါ့နော်ထိမ့်သိမ့်နိုင်ပါစီပေါ့အဲ့လိုပဲပြောပြောရမယ်ထင်တယ် yeah အဲ့တော့ဒီထွက်လာတဲ့ terror ကန်နှစ်ခုကကြတော့ဘာကိုပြောလဲငွေကြေးဟိုပို့ပြီးတော့ပြနေရမျိုးတွေ့ရတယ်ဒီနှစ်ခုကကြတော့ခန်းစားချက်ဒီနှစ်ခုကကြတော့ inner self ခန်းစားချက်တွေကိုပြောနေပြီးတော့ဒီနှစ်ခုကကြောင့်ငွေကြေးကိုပြောနေရမျိုးတွေ့ရတယ်ပထမပါကမှာကြတော့အကုန်လုံးဆက်ဆက်နေဒီမှာကြတော့ universe ကပေးချင်တဲ့ message မြန် oh အဲ့ကြောင့် hmm universe ကပေးချင်တဲ့ message များတာဖြစ်လိမ့်မယ် yeah okay okay နားလည်ပါပြီ universe ကကိုပြောချင်တာတွေများနေလို့အာမတူတဲ့ကတ်တွေမှာ different message တွေမတူတဲ့ message တွေနဲ့ပေးနေရမှာပေါ့နော်အရင်ဆက်ဆက်ကြည့်လို့မရတဲ့ပုံစံမျိုးအဲ့တော့ကိုပြောချင်တာတွေကများနေရဲ့အဲ့တော့ universe ကပြောတယ်ဥမာဒါကို spiritual လမ်းကြောင်းကိုရှောက်နေတဲ့သူတွေဆိုလို့ရှိရင်ပေါ့နော်ဒီ message က universe ကကိုပြောချင်တာတွေကိုကိုတေချာလိုက်နားထောင်ကြည့်ပါကို sign တွေပြနေတယ်เนาะကို symbols တွေနဲ့ပြတာတွေဖြစ်ဖြစ်အိမ်မက်ထဲမှာပြနေရဖြစ်ဖြစ်ကိုပြောချင်တာတွေကိုတတိပေးချင်တာတွေစသဖြင့်အကြံပေးချင်တာတွေရှိကောင်းရှိနေလိမ့်မယ်เนาะ okay ဘာ message တွေထပ်ရသည်လဲဆိုတော့ဒါပါပဲငွေကြေးနဲ့ပတ်သက်ပြီးတော့ကောင်းတာတွေရောက်လာမယ်လက်ထဲမှာမြဲဖို့မမြဲတော့မြဲဖို့မမြဲဘူးอ่ะကိုယ့်ပုံမှာမူတည်တယ်เนาะအဲ့ message လေးနဲ့ဆုံးသက်ပြရစေပေါ့သူလေးကိုเนาะအားလုံးဆက်ဆက်ရအောင်ဆင်ပြေမယ်လို့မျှော်လင့်ပါတယ် see you bye